်အလောအလမဲမင်္ဂလာပါကျွန်တော်ကိုချိုပါကိုချို TV Channel နေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးမယ့် tutorial ကကျွန်တော်တို့မိအကောင့်ပြင်နေပြဖြစ်ပါတယ်မိအကောင့်အောင်ဘာလို့ပြည့်တယ်ဆိုလို့ရှိရင်မိရှောင်းမီဘုံတွေဟာခုနောက်ပိုင်းမှာကျွန်တော်တို့ဗမာတွေကတော်တော်သုံးများလာပါတယ်အဲရှောင်းမီဖုန်းတွေသုံးများလာတာနဲ့အများရှောင်းမီအကောင့်ကိုဖွင့်ထားဖို့လိုအပ်ပါတယ်ရှောင်းမီဖုန်းနဲ့ရှောင်းမီအကောင့်နဲ့ဖွင့်ထားလို့ရှိရင် Xiaomi Cloud ထဲနေပြီးတော့ Mi Cloud ထဲနေပြီးတော့ကျွန်တော်တို့ရဲ့ဓာတ်ပုံတွေကို backup လုပ်လို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်လည်း Xiaomi ဖုန်းပြောက်သွားလို့ရှိရင်လည်း GPS နဲ့ဖွင့်ထားမယ်ဆိုလို့ရှိရင် Mi ကောင်းထဲနေပြီးတော့ Find My Device ဆိုတဲ့စတင်နဲ့ကျွန်တော်တို့ဖုန်းပဲရောက်နေလဲဆိုတာကိုပြန်ကြည့်လို့ရတယ်။ဒီနေ့ Xiaomi အကောင့်ဖွင့်ပြမှာတော့ Redmi Redmi 40C ဖုန်းနဲ့ပဲဖြစ်ပါတယ်။ Xiaomi အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ စတင်ထမ်းနေဖွင့်လို့ရတယ်လို့မျိုးစတင်ထမ်းမှာဆိုလို့ရှိရင်ဒီနေရာမှာစတင်ထမ်းမှာရှောင်းမီအကောင့်ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီနေရာနေပြီးတော့ဝင်ပြီးတော့ create an account လို့လုပ်ပြီးဖွင့်လို့ရတယ်လို့မျိုးကျွန်တော်တို့ Google Chrome နေပြီးတော့လည်းဖွင့်လို့ရပါတယ် Google Chrome နဲ့ရောက်လို့ရှိရင်ပထမဆုံးမီအကောင့်ဆိုတာလေးကိုရိုက်ထည့်လိုက်ပါမယ် မိရကောက်ဆိုတာလေးရိုက်ထည့်လိုက်လို့ရှိရင်ဒီလိုမျိုးရှောင်းမိရကောက်ဆိုတာလေးပေါ်လာမှာမှာအဲ့ဒီ website မှာမိဆိုတဲ့ဟာလေးပါတယ်အဲ့ဒီ website လေးကိုနှိမ့်လိုက်ပါမယ်နှိမ့်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာပြီပေါ်တယ်အဲ့ဒီပေါ်လာတဲ့နေရာမှာကျွန်တော်ကအခုမှစဖွင့်မှာဖြစ်တဲ့အတွက်ဒီနေရာမှာ create an account ဆိုတဲ့ခလုတ်လေးကိုနှိမ့်ပါမယ်ကီရီအကောင့်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံဥစားရွေးရမှာဖြစ်ပါတယ်ဒီနေရာမှာနိုင်ငံကြတော့ကျွန်တော်ကတော့ ထိုင်းနိုင်ငံပဲရွေးမှာဖြစ်တဲ့အတွက် DHA ထိုင်းလည်းပဲရွေးလိုက်ပါမယ်။ email address မှာ not email ပဲထည့်လိုက်ပါမယ်။တက်ပြီးတော့ password နေရာမှာကြာတော့ password နေရာမှာကြာတော့စလုံးကြီးနဲ့စလုံးအသေး အင်္ဂလိပ်အခရာကြီးနဲ့အသေးပြီးလို့ရှိရင်တင်းနှစ်သုံးလေးထဲကကဏ္ဍနေနဲ့အနည်းဆုံးရှစ်လုံးရေးရမှာဖြစ်ပါတယ်ခုဆိုလို့ရှိရင်ကျွန်တော် password ကိုရှစ်လုံးရေးလိုက်ပါပြီနောက်ထပ်အပေါ်မှာရေးထားတဲ့ password နဲ့ပုံစံတူထပ်ရေးရမှာဖြစ်ပါတယ်အပေါ်နဲ့အောက်နဲ့ password နှစ်ခုကိုအတူတူရေးလိုက်ပြီးဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီနေရာမှာ i have read and agree ဆိုတဲ့နဘေးမှာ ပြန်အမှတ်လေးချက်ရမှာဖြစ်ပါတယ်ပြန်အောင်အပြန်အမှတ်လေးချက်ရမှာဖြစ်ပါတယ်ဒီနေရာမှာပြီးလို့ရှိရင် next ကိုနှိပ်ပါမယ် I am no robot ဆိုတာလေးကိုနှိပ်ပါမယ်ဒီမှာ password save လုပ်လိုက်ပြီအဲ့နေရာမှာသူကကြတော့ create xiaomi account send code to ကျွန်တော် Gmail ထဲကိုကိုယ့်နံပါတ်ပို့มาဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြင်ထွက်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဖုန်းထဲက Gmail ထဲကိုဝင်လိုက်ပါမယ်ခုဆိုရှင် Gmail ထဲကို Xiaomi ဖုန်းနေပြီးတော့ကုတ်ပို့ထားတာတွေ့ပါမယ်အဲ့ကုန်းနံပါတ်ကတော့622 1 contact ဖြစ်ပါတယ်ဒီနေရာမှာကုန်းနံပါတ်ထည့်ရမှာပါ စမင့်လေးကိုနှိမ့်လိုက်ပါမယ်ခုဆိုလို့ရှိရင်ရှောင်းမီအကောင်ဖွင့်လို့ရပါပြီအဲ့ဒီနေရာမှာအခုဆိုဒီမှာဖွင့်လိုက်ပါပြီအဲ့မှာ neck name နေရာမှာတော့ဒီမှာနာမည်ပေးရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကိုချိုပဲပေးလိုက်ပါမယ်ကျွန်တော်ဒီနေ့မှာ gender ဆိုတာကြတော့ကျွန်တော်တို့ကြားမှရွေးပုံပဲကြားပဲအမေးပဲထက်မယ်အဲဒီမှာ region ကြတော့ကျွန်တော်ဒီမှာ Thailand ထက်တာပါတယ် ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဓာတ်ပုံထည့်မယ်ဆိုလို့ရှိရင်ဒီနေရာမှာဓာတ်ပုံထည့်လို့ရပါတယ်ဓာတ်ပုံမထည့်ဘဲနဲ့ထားလိုက်ပါမယ်အခုဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်ရဲ့ရှောင်းမီအကောင့်မှာကျွန်တော်အကောင့်ကိုဖွင့်လုပ်ပြီးပေါ်ပါပြီအဲ့ဒီဖွင့်လုပ်ပြီးလို့ရှိရင်ကျွန်တော်ပြန်ပြင်ပြန်ထွက်လိုက်ပါမယ်ပြီးလို့ရှိရင် setting ထဲဝင်ပါမယ်ကျွန်တော်ရှောင်းမီဖုန်းမှာဒီနေရာကိုသွားပါမယ်ရှောင်းမီအကောင့်ဆိုတဲ့နေရာလေးကိုသွားပါမယ် ရှောင်းမီအကောက်ဆိုတဲ့လင်းနေရာလေးကိုရလို့ရှိရင်ဒီနေရာမှာအစအဖွဲ့ထားတဲ့ရှောင်းမီအကောက်ကိုကျွန်တော်သွားထည့်ပါမယ်အစာ password ကိုပြန်သွားထည့်ပါမယ် password တက်ပြီလို့ရှိရင် i have read ဆိုတဲ့နဘေးလေးမှာပြန်မှတ်လေးချစ်ပါမယ်ပြီးလေး ီးလို့ရှိရင်စိုင်းရင်ဝင်ပါမယ်ခုဆိုလို့ရှိရင်ရှောင်းမီအကောင့်ထဲကိုဝင်နေပြီဖြစ်ပါတယ်အဲရှောင်းမီအကောင့်ထဲရောက်သွားပါပြီဒီနေရာမှာကျွန်တော်ဒီ Google Password Manager ကနေပြီးတော့ဒီ password ကိုမှတ်မှတ်မလားမေးနေပါတယ်အဲ SAV save ကိုနှိပ်ပါမယ်အခုဆိုလို့ရှိရင်ရှောင်းမီအကောင့်ကိုဖွင့်လုပ်ပြီးပေါ်ပါပြီကျွန်တော်ရှောင်းမီအကောင့်ဖွင့်ပြတာကြတော့ကျွန်တော်တို့ ဂျီမင်းနဲ့ဖွင့်ပြတာဖြစ်ပါတယ်အဲ့ခါကျတော့ဒီမှာရှောင်းမီအကောင့်ဖွင့်လုပ်ပြီးွားတဲ့ခါကျတော့ဒီနေရာမှာရှောင်းမီအကောင့်ထဲကိုရောက်သွားပါပြီဒီမှာဒီမှာရှောင်းမီ cloud ဆိုတာလေးရှိပါတယ်အဲ့ရှောင်းမီ cloud လေးနေလဲလို့ရှိရင်ဒီနေရာမှာ SWN SYNC ဆိုတာလေးကိုနှိပ်ပြီးလုပ်ထားလို့ရှိရင် Xiaomi Cloud ထဲကိုကျွန်တော်ကျွန်တော်ဖုန်းထဲကနေပြီးတော့ဓာတ်ပုံတွေ note တွေ data တွေကို Xiaomi Cloud ထဲကိုတခါတည်း backup လုပ်ထားတာဖြစ်ပါတယ်ဒီနေရာလေးကိုအမှတ်ချစ်ချစ်လိုက်မယ်ဆိုလို့ရှိရင် backup လုပ်ပြီးဖြစ်သွားပါမှာအ continue ကိုဆက်နှိပ်ပါမယ်အဲအခုဆိုလို့ရှိရင် Xiaomi Cloud ထဲမှာအကုန်လုံး ကျွန်တော်လက်ရှိသုံးနေတဲ့ Redmi 14C တဲ့က Redmi 14C တဲ့ကနေပြီးတော့ gallery ထဲရော contact ထဲ gallery ထဲနေပြီးတော့ဖုန်းတွေကိုတပ်ပုံတွေပို့မယ်ဆိုလို့ရှိရင်ဒီမှာ back up back up ကိုခလုတ်နှိပ်ပြီးတော့ back up လောက်ထားလို့ရပါတယ် ီနေရာမှာသုံးဝင်တဲ့ဟာကြတော့ file device ဆိုတဲ့ဟာလေးဖြစ်ပါတယ်အဲ့နေရာလေးကိုနှိမ့်လဲလို့ရှိရင်ဒီမှာ file device လေးကိုနှိမ့်ထားလို့ရှိရင်ကျွန်တော်တို့ဖုန်းပြောက်ွားတွေဖြစ်စေရှာမတွေ့တဲ့ဒီဖြစ်စေဒီနေရာလေးကိုနှိမ့်ပြီးတော့ကျွန်တော်တို့ဒီမှာ file device ကို location တွေကိုအကုန်လုံးကျွန်တော်တို့အမှတ်လေးချပြီးပေးလိုက်ရုံပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော် Xiaomi account ဖွင့်တဲ့ဟာကိုလုတ်ပြတ်လုတ်ပြီးွားပါပြီ ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးနောက်ထပ် tutorial tutorial လေးတွေကိုကျွန်တော်အမြန်တမ်းတင်ဆက်ပေးဖို့ရှိပါတယ်အဲ့ဒီခါကျတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ Coach TV by channel လေးတွေကို like လေးလုပ်ကပ်ပေးပါလို့အလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ